ေးတဆင်မှုရဲ့ဖုန်းနဲ့ပိုက်ဆံတွေယူထားတဲ့အမျိုးသမီးကိုမိချိန်မှမထင်ထားတာတွေပြုမှုခဲ့လို့ချီးကျူးခံနေရတဲ့လိုင်းတရာအကိုကြီးလိုင်းတရာအကိုကြီးကတော့အရင်ကဗီဒီယိုစကားတွေမှာလူကြမ်းဖြစ်တဲ့ဥဆောင်ချိန်မှာမအောင်မြင်ခဲ့ပေမဲ့ဗရာဟီတလုတ်ချိန်မှာတော့သူ့ရဲ့အတိတ်ကြားမှန်ကန်တဲ့စနစ်ကြမ်းမှုတွေကြောင့်အားလုံးနဲ့တက်တာခံနေရပါတယ်။အပြင်ဘန်းကိုကြည့်လိုက်ရင်တော့တတူးပြဖို့နဲ့ဗျမ်းပရာလိုမိုက်ဆန်လိမ့်မယ်လို့ထင်ခဲ့တာပါ။ ဒါပေမဲ့အမှန်ငယ်မှာတော့ဟုတ်မနေခဲ့ပါဘူးအလူတန်းတွေပြုတ်လို့ရမှာလဲကိုတန်းကိုကြသွားကအလူရှင်တွေယုံကြည်ရအောင်ထိလူတန်းပေးနေတာမျိုးပါဤတန်စင်မှုကိုလည်းချင်းဝိုင်းသွားရကနေတွေ့လို့ကုညီရင်နဲ့ဒူမတွက်လည်းလူမွေးရွှေထဲနဲ့ဝီချဲဆိုင်ကယ်လေးတွေပါရရှိသွားခဲ့တာဖြစ်ပါတယ်ဤတန်စင်မှုအနေနဲ့လိုင်းတရာဘူကြီးကြောင့်လူရှင်တွေများလာချိန်မှာအမျိုးသမီးတို့ဦးကသူ့အိမ်ကိုရောက်လာပြီးတော့သူမရဲ့ဖုန်းနဲ့ငွေတသိန်းခုနှစ်တောင်းကိုမှာသွားခဲ့ပါတယ် အဲ့ဒါတွေကြောင့်အားလုံးဝိုင်းဘောတူပေးနေကြတဲ့လန်တရာအကူကြီးကအုံယူသွားတဲ့မျိုးသမီးကိုတွေ့အောင်ရှာပေးခဲ့တာပါ။ဒူမော့ကိုခြေရခံပြီးတဲ့အချိန်မှာရိုးတိုးတိတ်ပစ္စည်းတွေ ပြန်လာပေးဖို့အတွက်ကိုမချစ်ကပြောခဲ့ပါသေးတယ်ဒါပေမဲ့မျိုးသမီးကလည်းမပေးဘဲရှောင်နေခဲ့တာပါ။အဲ့ဒါကြောင့်လန်တရာကူကြီးတို့အဖွဲ့ကသူမနေတဲ့အဆောင်ထိသွားကလက်ရဖမ်းမိလိုက်တာဖြစ်ပါတယ်။ဖမ်းမိတဲ့အချိန်မှာလဲပုံမှန်ချိန်ဆိုရင်တော့ဆိုပါကျူးလွန်သူရဲ့မျက်နှာကိုမိတ်ကက်တွေပေါင်းတာမင်းတွေနဲ့ကျွေးဖြစ်ကြမှာပါ။ ဒါပေမဲ့လိုင်းတရာဘူကြီးတို့ကတော့ဆိုပါမျိုးသမီးကိုလက်ဖြားနဲ့တောင်မရုတ်ခဲ့ပါဘူး။လက်ဖြားနဲ့မရုတ်တဲ့အပြင်မျိုးသမီးကိုလူငွေ၃သိန်းပါလူတန်းပေးခဲ့လို့အားလုံးကအဲ့စနေကြတာပါ။ဆိုပါမျိုးသမီးနေနဲ့သူရဲ့လောက်ရဲ့အတွက်နောင်တရသွားသလိုနောင်မလုတော့ပါဘူးဆိုတာကြောင့်ကိုပချစ်ကြီးကလူငွေလူတန်းပေးလိုက်တာပါ။သူမနေနဲ့အီတန်စီမိုးတယောက်တဲတာမကပဲခုလိုမလိမ့်ပတ်လောက်လာတဲ့သူတွေကလည်းမနေတော့ပါဘူး။ အရင်ကတော့ဒူမနေနဲ့အခုလိုအလုပ်တွေမလုပ်ခဲ့ပေမဲ့အကျွေးတွေများပြီးတော့အိမ်လက်ကလေးမတက်နိုင်တော့တာကြောင့်ကြဲမိကြရာတွေလုံနေခဲ့တာဖြစ်ပါတယ်။သားသမီးတွေကလည်းနှစ်ယောက်ရှိတာကြောင့်အကြီးမလေးကလည်းအခုမှကြောင်းစတက်နေရပြီဖြစ်ပါတယ်။သားသမီးတွေကိုလည်းရွာသမီးဘာရီစီထားထားတာဖြစ်ပြီးသူတို့ကို ထောက်ပံ့ပေးဖို့အတွက်သူများတွေစီကလိုက်ပြီးတော့ကလိန်ကျနေခဲ့တာပါ။ခင်ပွန်းချစ်သူကလည်းအဝေးမှရောက်နေတာဖြစ်ပြီးတော့သူမစီကိုငွေလဲဖို့မပေးတော့ပါဘူး။ခြေကောင်းလက်ကောင်းကြီးဖြစ်ပေမဲ့သူများပြစ်စီလာယူနေတယ် ဒူမော့ကိုပြစ်သက်တွေကတော့မလောက်အောင်ဆုံးပေးစီချင်ကြပါတယ်။ဒါပေမဲ့လိုင်းတရာကူကြီးကတော့ဒူမော့ကို yes ခန်းလည်းမပို့ခဲ့သလိုလက်ဖြားနဲ့တောင်မထိခဲ့ပါဘူး။အီသက်စင်မူရဲ့ဖုန်းနဲ့ငွေတွေကလည်းလူရှင်တွေလူထားတာလေးတွေဖြစ်တာကြောင့်အီသက်စင်မူလည်းဆက်ကတော့ဆိုပါမျိုးသမီးကိုဒေါ်သက်တွေထွက်နေခဲ့တာပါ။အခုတော့ဒူမီရဲ့ဘဝကိုတည်သွားခဲ့တာကြောင့်ဒူမီရဲ့ဘဝကိုတစုံတရာနဲ့နာစေမှမျိုးမလို့စေချင်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ဒီလောကရဲ့ကနေရုံထွက်ကစက်ယုံမှာအလုံးဝင်ဖို့အတွက်ရှောက်ရွာတွေတင်ဖို့စီစဉ်ထားပြီးသားဖြစ်ပါတယ်။ဒါပေမဲ့လဲသူမရဲ့ဘီဇရီကို ခုလိုပေါ့သွားခဲ့တာကြောင့်ရှေ့ဆက်ဖို့မလွယ်တော့ပါဘူး။အဲ့ဒါကြောင့်ကိုပချစ်ပေးတဲ့လူငွေလေးတွေမတီးပြီးတော့ရွာမှာပဲဈေးပြန်ရောင်းတော့မယ်လို့ဆိုပါတယ်။နောက်နောက်လဲသူများပေါ်ကောက်ချစ်တဲ့အလုပ်တွေကိုဘယ်တော့မှလုပ်တော့မှာမဟုတ်ကြောင်းဂရီတွေထက်ကထက်ကပေးနေကြတာပါ။ သူမခုလိုမျိုးပြုတ်မှုခဲ့တာတောင်သူမပေါ်မှာမေတ္တာထားပေးပြီးတော့အလူငွေလူပေးတဲ့သူတွေကိုဝမ်းသာမျက်ရည်တွေနဲ့ကျေးဇူးတင်နေပါတယ်။အဲဒီလိုကလိန်ကြားတဲ့သူတယောက်ကိုတောင်နောင်တရပြီးတော့လမ်းမှန်ဖို့ပေးနိုင်တဲ့ကိုကြည့်ချစ်ရဲ့လောက်ရဲ့လေးကိုတော့အားလုံးကသဘောကျနေခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့လိုင်းသားရကိုကြီးရဲ့လောက်ရဲ့ဟာမန်ကန်တယ်လို့ထင်ပါသလားအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။